ြောက်ကာဆိုရင်နှစ်ပေါင်းတော်တော်များများအထိအဲ့ဒီရွာကလူတွေကကျွန်ုပ်လို့ပြောတယ်ကျွန်တော်ကျမမပြောဘူးကြောက်ကြတာရှိဝေချာနီ မစကားနဲ့ပတ်သက်တဲ့ဒေသီယအသုံးနှုန်းတွေကိုလေ့လာရမှာမုံရွာသားကဗျာဆရာကြီးဦးအမောင်ပြောပြတာလေးတွေကိုအရင်တစ်ပတ်တုန်းကဖောက်တဲ့ချပြန်လဲဝင်မြခဲ့ပါတယ်။စကားပြောရင်သူတို့ကခွဲဆိုတဲ့စကားတော်တော်ပြောရတယ်။ဥပမာစားတယ်ဆိုရင်စားခွဲပြလိုက်မယ်။တွားတယ်ဆိုရင်တွားခွဲပြလိုက်မယ်။လုခွဲပြလိုက်မယ်။အဲဒီကရိယာတွေမှာခွဲဆိုတဲ့ဟာထည့်ထည့်ပြီးတော့အလွန်ပြောလို့ရှိတယ်။ဆရာဦးအမောင်ကစားခွဲတယ်တောက်ခွဲတယ်ပြောတော့ ူလိုပဲမုံရွာနယ်သားဖြစ်တဲ့ကိုမိုးမြင့်ကလည်းအလားတူအတုံးအနှုံမျိုးရှိတာကိုအခုလိုပြောပါတယ်မုံရွာရဲ့အနောက်ဘက်မှာပေါ့နော်ကျွန်တော်ကြားဘူးတာဆိုရင်တို့ကဒီစားခွဲတာပြင်တချို့ဘာသုံးကြလဲဆိုတော့ဒီစားပေါက်ပြလိုက်မယ်လှုပ်ဖောက်ပြလိုက်မယ်ဆိုပြီးတော့တို့အာရပါရပေါ့နော်ဟိုစားတာကိုလည်းဒီအာရပါရစားမယ်ဆိုရင်စားပေါက်ပြလိုက်မယ်ဟိုလှုပ်တာဆိုရင်လည်းတခုလှုပ်တာဆိုရင်လည်းလှုပ်ဖောက်ပြလိုက်မယ်ဆိုတော့လှုပ်ဖောက်လှုပ်ဖောက်လိုက်စမ်းပါကွာလှုပ်ဖောက်ပြစမ်းပါဆိုတော့အဲ့လိုမျိုးသုံးတာလည်းကြားဦးတယ်ဗျာ အထိပ္ပယ်ကတော့ကျွန်တော်တို့ဒီဟိုစားခွဲတဲ့တောက်ခွဲတဲ့ဆိုတော့ခွဲသုံးတာနဲ့အတူတူပဲပေါ့နော်သဘောချင်းဟုတ်တယ်အတူတူပဲလို့ပြောရမှာပေါ့တခြားနေကလူတွေအတွက်တော့အထူးအဆန်းပေါ့နော်အဲနောက်ထပ်ဒီတိယအဆန်းကလေးတစ်ခုကိုလည်းဆရာဦးအောင်ကပြောပြပါသေးတယ်။နောက်မော်ဝါမျိုးရဲ့အနောက်ဖက်ကလူတွေအမျိုးနဲ့ -10 -10 စသဖြင့် -30 စသဖြင့်ဝေးတဲ့နေရာ အဲအဲ့ဒလူမောင်ဝါမျိုးအနောက်ကလူတွေကချစ်စရာကောင်းတာလေးရပါရှိလေဆိုရင်စကားသုံးတဲ့အခါမှာ မွန်းမွန်းဆိုတဲ့ဟာလေးတွေခုထီသုံးတယ်ဗျဥပမာကောင်းရလားမွန်းအဲ့လူမွန်းဆိုတဲ့အသုံးလေးထည့်ပြီးတော့သုံးတယ်မွန်းဆိုလို့မောင်ရသူတယောက်ကလည်းမွန်းနဲ့အလားတူကရိယာနောက်မှာထည့်သုံးတဲ့အသုံးလေးတစ်ခုရှိတာကိုတတိယအခုလိုပြန်ပြောပြပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့လိုမျိုးပြောတာပါ တောက်အတန်အပြည့်မပြောဘူးတိလားဟုတ်ပါတည်းဟုတ်ပါတည်းအဲ့လိုမျိုးပြောတာနောက်ထပ်အစံအပြားအလှပလေးတွေတုံတက်သူတွေကတော့မုံရွာနားကဝရောမရွာကပါအပြိုချောဝရောမလို့နာမည်ကျော်ပါတဲ့ဗျာအဲ့ဒီရွာကတော့ခုနအလိုပြိုချောဝရောမဆိုပြီးပြောကြတာပေါ့နော်ဟုတ်သူတို့ပြောပုံကိုလည်းနားထောင်ကြည့်ပါအောင်ဗျာဟဲ့ပြိုနဲ့ငါတို့မှမတွေ့တာသာလောလိုက်သာသာဆိုလို့လွမ်းတာသာဆိုလို့လာတာ ဒီလားဒီလိုမမလာသားစားဆိုလို့လားဒီလားထူချာအစံပြားတယ်လို့အတန်လဲတာယာတဲ့အတုံးမျိုးဖြစ်ပါတယ်လွမ်းသားစားဆိုတာကတော့လွမ်းလိုက်တာဟာလို့ပြောတာပါညီတို့နဲ့မလာသားစားဆိုတာကတော့ညီတို့နဲ့မလာတာကြာလိုက်တာလို့ပြောချင်တာလို့ဆိုပါတယ်တเจ้าတကားတာတရွာတပုတ်ဆန်းလို့ဆိုရမှာပါစမ်းလဲစမ်းတယ်လို့အတန်လဲတာနဝင်လဲချိုတဲ့အတုံးမျိုးဖြစ်ပါတယ် ေနဘက်ကအတုံးတုံးတွေကထူးတယ်ဆန်းတယ်လို့ဆိုတာကဒါတွေမဲလားလို့မေးမယ်ဆိုလို့ရှိရင်တော့ဘဲကမလဲဗျာဒစ်ထဆန်းတဲ့အတုံးနှုံမျိုးတွေလည်းရှိပါသေးတယ်ဗျဆိုပါတော့ဗျာဒစိမ့်မင်္ဂလိတယောက်ကိုနင်းတဲ့ငါနဲ့ညားရအောင်လို့တွားပြောမယ်ဆိုလို့ရှိရင်သောတာရှင်များခင်ဗျာဗာများဖြစ်သွားမယ်လို့ထင်ပါတယ်လေဟုတ်ကဲ့ပါကျိုးသွားမလားတွားကျိုးသွားမလားတခုခုတော့အသေးချာပေါ့လို့ဆိုရမှာပါဒါပေမဲ့မုံရမျိုးအနောက်ဖက်ဆော့ဆော့ကမွန်ပြောတဲ့ဒေတာမှာဆိုရင်တော့ တက်တရာရာကောင်းရနိုင်ပါရဲ့ခင်ဗျာဆရာဦးအောင်ပြောတာကိုနားထောင်ကြည့်ပါလောက်နည်းနည်းရည်စရာကောင်းတာကညားတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ညားတယ်ဆိုတာဥပမာကျွန်တော်ကဆန်တအိတ်ကိုဥပမာနှစ်ပေါင်းပြောမယ်သူကတပေါင်းနဲ့၈ထောင်ဖြစ်မယ်အဲ့ဒီမှာကျွန်တော်နှစ်ယောက်ဈေးအပေးอยู่တဲ့သွားရင်အဲ့ဒါကို ညားတယ်လို့ခေါ်တယ်။ညားရအောင်ပါ။အဲရှော့လိုက်ပါ။အဲအဲ့ဒါလူသူညားဆိုတဲ့စကားကတဲ့တယ်ဆိုတဲ့ဈေးတဲ့တယ်ဆိုတဲ့အတိတ်ပဲဖြစ်နေတုံးကြတာအတော်လေးတွေ့ရပါတယ်။ဒါအပြင်စစ်လိတ်ချင်းမိကူးချင်းလည်းညားကိုတုံးကြပါတယ်။တကယ်လို့မိန်းကလေးတယောက်စစ်လိတ်တောက်တဲ့အနားကိုအကူကာလာသားတယောက်ကစစ်လိတ်ကလေးယူပြီးတော့ညီမရေတစိတ်လောက်ညားပါရစေလို့သွားပြောရင်အဲ့ဒီမိန်းကလေးကဘာလုပ်မယ်ထင်ပါလဲ။ မိတို့ဖို့သူ့စိတ်လေးကိုကန့်ပေးလိုက်မှာပါဒါကိုပဲတချို့တနေတကြီးကဒစိမ့်တရန်စာကာလာသားတွေကနားအရသာခံပြီးအသားယူတတ်သူတွေလည်းရှိကြပါရဲ့ဟိုကြားတယ်ဆိုတာတနည်းတော့သဘောတူကြတာပါပဲနော်အဲ့ဒီအိတ်ပဲကိုသူတို့ဆိုလိုပုံပေါ်ပါတယ်မြို့ပေါ်ကလူတွေကတော့ဟိုကြီးစရာသဘောမျိုးနဲ့အဲ့ဒီဟာကိုဟိုပြောင်းပြောင်းပြီးတော့သုံးစွဲတတ်တာရှိပါတယ်အဲ့ဒါလို့ပြောတယ်ပဲသူတို့ကတော့ကြီးနေတာပါပဲ ခုဒီအစီအစဉ်မှာအသုံးပြုထားတဲ့တိတိချင်းတွေကတော့ဂီတစာစုကိုလေးလွင်ရေးလာပြီးတော့အစိုးတော်တန်ထွန်းလေးတီဆိုထားတဲ့မမေတော်အညာနဲ့ကျွန်တော်မွေးထားတဲ့တိချင်းတွေဖြစ်ပါတယ်ခင်ဗျာ။